မင်္ဂလာညကျန်းပါရှင်ဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့တောက်ကြနေ့အတွက် CG Platform ရဲ့နေ့စဉ်သတင်းလောအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်။ကျွန်မကစီစဉ်တင်ဆက်သူစင်တီပါ။ဒီကနေ့မှာတော့ဟိုပန်ကိုဝါထိန်ချုပ်ပြီးနောက်စစ်ကော်မရှင်ကဝါကိုပန်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ရုပ်ဆိုင်ရာမျိုးပါတရားဝင်ပြောင်းလိုက်တဲ့သတင်းရွေးကောက်ပွဲဥပဒေနဲ့ဖန်ဆီးခံနိုင်ရသူ16ဦးရှိလာတဲ့သတင်းတရုတ်ရီတက်ကိုပိတ်ဆို့ဖို့အမေရိကန်ကထိုင်ဝမ်အနီးဖိလစ်ပိုင်ကျွန်းကိုတင်မောဖြတ်ဒုံးကြီးတွေပို့ဆောင်နေတဲ့တဲ့ ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဟိုပန်ကိုဝထိန်ချုပ်ပြီးနောက်စစ်ကောင်စီကဝကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ရုံးဆိုင်ရာမျိုးပါတရားဝင်ပြောင်းလိုက်ပါပြီ။ဟိုပန်မျိုးကို UWSA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာတော့မဟုတ်ပါဘူး။ MNDAA ဦးဆောင်တဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက2029ခုစစ်စင်ရေးတွင်တိုက်ခိုက်ပြီးစေုပ်စုလက်ထဲကနေသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာတော့ UWSA ကိုလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ကိုနာကြီးကပြည်စုံဝါရှန်ကိုကန့်ဗမာတိုင်းရင်းသားတွေအတူနေထိုင်ပြီးနှစ်ပေါင်း30ကျော်တိုက်ပွဲကြီးတွေမရှိဘဲအီချန်ခဲတဲ့ဒီရှေတန်းမြို့ဟာဘူတော့ဝါပြည်သွေးစည်းညီရေးတပ်တော် UWSA ရဲ့အုပ်ချုပ်မှုအောက်ကိုတရားဝင် ရောက်ရှိသွားပါပြီ UWSA ဘက်ကတော့ဒါဟာသူတို့ကနှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့အရာဖြစ်ပြီးစစ်ကောင်မရှင်က2024ခုနှစ်ဇန်နဝါရီ၄ရက်နေ့မှာတရားဝင်လွှတ်ပြောင်းပေးဖို့သဘောတူခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် UWSA ကိုယ်စားလှယ်အဖွဲ့ကဇန်နဝါရီ10ရက်နေ့နဲ့ဟိုပန်နဲ့ပန်လုံဒေသတွေကိုတွားရောက်ပြီးအုပ်ချုပ်ရေးကိုလွှဲပြောင်းလက်ခံခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဟိုပန်မြို့ကို UWSA ကတိုက်ခိုက်သိမ်းပိတ်ခဲ့တာမဟုတ်ပါဘူး။ MNDAA ဥဆောင်တဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့တွေကတိုက်သုံးညာနှစ်ကိုစစ်စင်ရေးအတွင်းတိုက်ခိုက်ပြီးစေအုစုလက်ထဲကနေသိမ်းပိတ်ခဲ့တာကြောင့်တိုက်သုံးညာနှစ်ကိုစစ်စင်ရေးအတွင်းတိုက်ခိုက်ပြီးစေအုစုလက်ထဲကနေသိမ်းပိတ်ခဲ့ပြီးနောက် UWSA ကိုလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။စစ်မြေမှာမဟာမိတ်၃ဘွဲကတိုက်ယူပေးခဲ့တဲ့ဟိုပန်မြို့ကို ိုင်ငံရေးရ UWSC ကလွှဲပြောင်းရယူလိုက်ပြီးစစ်ကောင်မရှင်ကတော့သူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေအတွက်ဥပဒေအရတရားဝင်အရှုံးပေးလိုက်ရတာပါပဲ။ရှမ်းပြည်မြောက်ပိုင်းမှာအခြားသောလက်နက်ကိုင်တွေတင်ယူထားတဲ့မြို့တွေကိုစစ်ကောင်မရှင်ကတရားဥပဒေကြီးနဲ့ပြန်လည်ရယူနေခြင်း UWSC ကတော့မြို့တစ်မြို့ကိုဥပဒေအရပါစစ်ကောင်မရှင်ကတရားဝင်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ဒါဟာတော်လိုင်းအင်အားစုတွေကြားကချုပ်ထွေးတဲ့ဆက်ဆံရေးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့နိုင်ငံရေးမြေပေါ်ကိုဘလို့ပြောင်းလဲနေရဲဆိုတာကိုဖော်ပြနေတဲ့ဖြစ်ရပဲဖြစ်ပါတယ်။ Facebook ပေါ်မှာပေးလိုက်တဲ့ live reaction တခုကတင့်ကိုအကျဉ်းထောင်နေပို့နိုင်နေဆိုရင်ယုံနိုင်မလားမြန်မာနိုင်ငံမှာတော့စစ်ကောမရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်သူမှန်သမျှကိုနှုတ်ပိတ်ဖို့အတွက်ဥပဒေကိုလက်နက်တဖွဲ့အသုံးပြုပြီးအကြီးကျယ်ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်အမှုပညာရှင်တွေအပါအဝင်ပြည်သူ၁၆ဦးထိဖမ်းခံရပြီးအမှုဖွင့်ခံရသူဟာ80နီးပါးထိရှိလာခဲ့ပါပြီနောက်ဆုံးဖြစ်ရပ်အနေနဲ့ပြောရရင်စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဆက်ကားကိုဝေဖန်သုံးသပ်ခဲ့တဲ့အတွက်နမေကျော်ဒရိုက်တာမိုက်တီ ဇက်ဘူတယုတ်ဆောင်ဦးကျော်မင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့ကိုအော်တိုဘာလ29ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့သူတို့ကိုတက်မတော်ပေါ်ထောက်ခံမှုမရှိဘဲဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်လို့ပါအကြောင်းပြချက်တက်ဖော်ပြထားပါတယ်။ပိုဘီအန်အော်စရာဖြစ်ပျက်ကတော့အဲ့ဒီဝါဒဖြန့်ကားကိုဝေဖန်ထားတဲ့ Facebook post တစ်ခုကိုလက် reaction ပေးခဲ့တဲ့အတွက် writer အောက်ချမ်းလူကိုထပ်မံဖမ်းဆီးသွားရဲဆိုတဲ့သတင်းတွေထွက်ပေါ်နေတာပါပဲ။ဒါဟာဝေဖန်ပြောဆိုသူသားမကထောက်ခံအားပေးသူကိုပါပြစ်မှတ်ထားလာပြီဆိုတဲ့သဘောဖြစ်ပါတယ်။ စစ်ကောင်မရှင်ပြောခွင့်ရဇော်မင်းထွန်းကတော့ရွေးကောက်ပွဲကိုဝေဖန်သူမှန်သမျှကိုထိရောက်ပြင်ထွက်စွာအရေးယူမယ်လို့တရားဝင်ချိန်ချောက်ထားပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဖိလစ်ပိုင်နိုင်ငံရဲ့မြောက်ဘက်အကြဆုံးထိုင်ဝမ်နဲ့မိုက်90တာကွာဝေးတဲ့အီဂျန်တာယာရဲ့ကဘာစွန်ဖျားကဘာထန်နဲ့ကျွန်းငယ်လေးဟာအခုဆိုရင်တော့အမေရိကန်နဲ့တရုတ်တို့ရဲ့အာရှပစိဖိတ်ဒေသအင်အားပြိုင်ဆိုင်မှုကြားကအဓိကစစ်မျက်နှာတစ်ခုဖြစ်လာခဲ့တဲ့အကြောင်းကိုမျိုးနေကပြောပြပေးပါမယ်။ ။ဘာကြောင့်ဒီကျွန်းလေးဟာဒီလောက်အရေးပါလာရတာလဲ။အဖြေကတော့ပထဝီဝင်အနေထားပါ။ဘာတနက်စ်ကျွန်းဟာထိုင်ဝမ်နဲ့ဖိလစ်ပိုင်ကြားကအဓိကရေလမ်းကြောင်းဖြစ်တဲ့ဘာရှိရေလမ်းကြားရဲ့တောင်ဘက်ဆုံးမှာတည်ရှိနေပါတယ်။ဒါဟာတရုတ်ရေတပ်ကိုထိန်းချုပ်ဖို့အမေရိကန်ကမဟာဗျူဟာချမှတ်ထားတဲ့ပထမကျွန်းဆက်လိုင်းရဲ့အရေးကြီးဆုံးအခြေစက်တစ်ခုဖြစ်နေလို့ပါပဲ။ဖိလစ်ပိုင်ရေတပ်ပြောခွင့်ရရေတပ်ဘူချုပ်ကြီး Ryan Treaty တက်ကကျွန်တော်တို့နိုင်ငံဟာတောင်တရုတ်ပင်လယ်နဲ့ပစိဖိတ်သမုဒ္ဒရာကြားကတိုးဂိတ်လိုဖြစ်နေပါတယ်လို့ဆိုပါတယ်။ အဲ့ဒီတိုးဂိတ်ကိုလိုအပ်ရင်ပိတ်ပစ်နိုင်ဖို့ဝါရှင်တန်ကပြင်ဆင်နေပြီဖြစ်ပါတယ်။ဒီနေ့ထဲမှာပဲအမေရိကန်တပ်ဖွဲ့တွေဟာနီမီစစ်လို့ခေါ်တဲ့အမည်ဖြင့်အခြေဆိုင်ဒေမော့ဖြတ်ဒုံးကြီးစနစ်ကိုဘာဒန်စ်ဂျွန်စီနှစ်ကြိမ်တိုင်တိုင်လေရင်နဲ့တည်ဆောင်ပြီးစေရေးလေ့ကျင့်ခဲ့ပါတယ်။ဒီဒုံးကြီးတွေဟာဘာရှိရေလက်ကြောက်ကိုဖျက်ဆီးမှုစ조사မဲ့တရုတ်စစ်သည်မော်တွေကိုပြစ်ခတ်နိုင်လို့ထိုင်ဝမ်ကိုကျူးကျော်ဖို့စ조사မဲ့ရေတပ်ကိုလည်းတိုက်ခိုက်နိုင်သွမ်းရှိပါတယ်။ကလပ်ပိုင်စီဦးချုပ်ဟောင်းဘူချုပ်ကြီးအီမန်နျူရယ်ကတော့ ဖိလစ်ပိုင်မြောက်ပိုင်းကိုမထင်းချုံနိုင်ရင်ထိုင်ဝမ်ကိုကျူးကျော်ဖို့ဆိုတာအကောင့်တွေဖို့ဖို့အလွန်ခက်ခဲပါလိမ့်မယ်လို့သုံးသပ်ခဲ့ပါတယ်။ပြည်ုပ်ဘက်ကလည်းလက်လျှော့မဲ့ပုံမပေါ်ပါဘူး။သူတို့ရဲ့လေရင်တမော်တွေဟာဘာရှိရဲလက်ချောက်ကိုဖျက်ပြီးပစိဖိတ်တမုတ်တရားထဲမှာစေးလေးချင်းမှုတွေအချိန်မြင့်လှုပ်ဆောင်နေပါတယ်။ဒါအပြင်တောက်တရုတ်ပင်လယ်မှာတုံးနေကြ Gray Zone လို့ခေါ်တဲ့တိုက်ခိုက်မှုအစင်မရောက်တဲ့ချင်းချောက်နှောက်ယှက်မှုတွေကို Badness Zone ဒီမှာပါစတင်လှုပ်ဆောင်နေပြီလို့ဖိလစ်ပိုင်ရေတပ်ကထုတ်ပြန်ထားပါတယ်။ ကျွန်တော်စဉ်းစားနေတာကစီးပွားရေးအကြောင်းမဟုတ်တော့ဘူးကျွန်တော်တို့နဲ့အရန်နီးကပ်နေတဲ့စစ်ပွဲတစ်ခုကိုဘယ်လိုအသက်ရှင်ကျော်လာမလဲဆိုတာပဲဒီအကြောင်းရေအကြောင်းတွေမှာသွားလို့မရတော့ရင်ကျွန်တော်တို့ဘယ်လိုစားတောက်ကြမလဲလို့ဘတ်တန်နက်စ်ရဲ့အထင်ကြီးအနိုင်ငံရေးသမားဟောင်းတူဖြစ်တဲ့ဖလော်ရန်စီယိုရပေကပြောပါတယ်ဘတ်တန်နက်စ်ရဲ့အုပ်ချုပ်ရေးမှူးကလည်းထိုင်ဝမ်မှာဆစ်ဖြစ်ခဲ့ရင်ထွက်ပြေးလာနိုင်တဲ့ဖလော်ပိုင်အလုပ်သမား2သိန်းကျော်နဲ့ထိုင်ဝမ်ဒုက္ခသည်တွေကိုလက်ခံဖို့ရေးပေါ်စီမံကိန်းတွေရေးဆွဲနေရပြီဖြစ်ကြောင်းဝန်ခံပြောကြားခဲ့ပါတယ် မိုင်းဟာတပတ်ပြန်လည်လာခဲ့ပါပြီဒုတိယကမ္ဘာစစ်အတွင်းကဂျပန်တပ်တွေဟာထိုင်ဝမ်ကနေဟာဒနက်စ်ကိုပထမဆုံးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပါပဲဥတီချိန်မှာလည်းဒီကျုံးစုလေးဟာမဟာဗျူဟာမြောက်စီးပြင်ပတ်တစ်ခုဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်အေဂျင့်တာအားခဲ့တဲ့ဒီကျုံးငယ်လေးရဲ့ကန်ဂျပါဟာသူတို့ရဲ့မိုင်ပေါင်းထောင်ချီဝေးတဲ့နိုင်ငံကြီးတွေရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာမူတည်နေပြီဖြစ်ပါတယ်အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲကိုယာယီအပြစ်ခတ်ရက်စဲလိုက်ပြီးနောက်တရုတ်တံတားရှီကျင်းဖင်ဟာအာရှပစိဖိတ်ဇက်ခုတ်ပေါ်မှာ ူ့ရဲ့တန်တမန်ရေးရကစားကွက်ကိုစတင်လိုက်ပါပြီ။ကိုနာကြီးကပြည်စုံပြောပြပေးပါမယ်။ကရင်ပြည်မြောက်ပြည်မြို့တောက်ဘက်ကအွန်လိုင်းငွေလိမ်လုပ်ငန်းကြဖြန့်လို့ရဲ့အဓိကအခြေစိုက်ရာကီကီဘတ်ထဲကအဆောက်အုံ80ထပ်မင်းကိုစစ်ကောမရှင်နဲ့သူတို့ရဲ့လက်အောက်ခံကရင်နယ်သားစောက်တဲ့ BGF တို့ကဖြိုချဖြစ်စီဖို့ပြင်ဆင်နေပြီဖြစ်ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြလိုက်ပါတယ်။ကိုမျိုးနေကဆက်ပြောပြပေးပါမယ်ရှင်။ကင်းပြည်မြောက်ရီမြို့တောင်ဘက်ကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်ဒီဝေးအကြီးအကျယ်ဆိုင်ရာ ကီကီပထေကအဆောင်ဖြစ်စေထက်မနည်းကိုစစ်ကောင်မရှင်နဲ့သူရဲ့လောက်ခံ KNL ကြောင်းဆောင်တက် BGF တို့ကဖြူချဖြစ်စီမှုပြင်ဆင်နေပြီဖြစ်ကြောင်းတိုင်းဒရင်းဌာနတွေကဖော်ပြလိုက်ပါတယ်ဒီဖြစ်စီမှုတွေဟာအခုမှစတင်တာမဟုတ်ပဲရှေ့ရက်စတိုင်းရှိနေပြီဖြစ်ပါတယ်သူတို့ဖြင့်ဒီနေ့မနက်၈နာရီခွဲလောက်မှာနောက်ထပ်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့လို့မနေ့ကတည်ရက်ထဲမှာပဲအနည်းဆုံး၃ချိန်ထိမိုင်းခွဲဖြစ်စီခဲ့တာကြောင့်အရင်ရက်တွေထက်အရှိန်ပိုမြင့်လာတာကိုတွေ့ရပါတယ်ဒီပောက်ကွဲမှုတွေရဲ့အရှိန်ရောက်ဖြစ်ပေါ်လာတဲ့ဖုံမှုန့်တွေဟာ ပေ600ကျော်အထိမြင့်တက်ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကနေထင်းထင်းရှားရှားမြင်တွေ့ခဲ့ရပါတယ်။ကီကီပတ်ဆိုတာကတော့အဆောက်အုံတွေတက်တက်စူးစီးထားတဲ့နေရာတခုမဟုတ်ပါဘူး။ဒါဟာနိုင်ငံပေါင်းစုံကလူတွေကိုအလုတ်ကင်တွေတွေးဆောင်ပြီးခေတ်သစ်ကြုံပြုစနစ်လိုအဓမ္မစီခိုင်းကအွန်လိုင်းငွေလေလုပ်ငန်းတွေလုတ်ကင်နေတဲ့နေရာပဲဖြစ်ပါတယ်။ဒီလိုဖြည့်ဆည်းမှုတွေမလုပ်ခင်မှာစစ်ကောင်မရှင်ကကီကီပတ်ကိုဝင်ရောက်စီးနင်းတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် PGA တပ်ဖွဲ့တွေကဝင်းထဲမှာရှိတဲ့နိုင်ငံသားလှုပ်သားတွေကိုနေရာရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ ခုချိန်မှာအဓိကမေခွန်းကတော့ဒါဟာတကယ့်ကိုရာဇဝတ်မှုတွေကိုအမြင့်ပြတ်တိုက်ဖြတ်တာလားဒါမှမဟုတ်ဟန်ပြဖျက်ဆီးမှုတခုလားဆိုတာပါပဲလေလာသူတွေကတော့ဒါဟာနိုင်ငံတကာရဲ့ PR တွေကြောင့်ဟန်ပြလုဆောင်တာဖြစ်နိုင်ပြီးဒီလုပ်ငန်းတွေကိုနေရာအသစ်တစ်ခုမှာပုံစံတစ်မျိုးနဲ့ပြန်လည်စတင်နိုင်ခြင်းရှိတယ်လို့သုံးသပ်နေကြပါတယ် KGB ရဲ့အဆောက်အုံတွေပြောကြသွားပြီးမဲ့အဲဒီနောက်ွယ်ကကြီးမားတဲ့ရာဇဝတ်ကွန်ရက်ကြီးကပါအပြီးတိုင်းဖြူနိုင်ပါမလားဆိုတော့ကတော့ဒေသတွင်းနိုင်ငံတွေအားလုံးအတွက်အဓိကစိန်ခေါ်မှုဖြစ်ဆက်ရှိနေဦးမှာပါ ။မင်းပြန်လို့ပါလားတရနေ့စနေနေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကပလီပင်လယ်ကနေရွေလာနေတဲ့လူွေလိုင်းဟာဘင်္ဂလားပင်လယ်ရဲ့အရှေ့လေပိုင်းကိုဝင်ရောက်ပြီးအဲ့ဒီကနေတဆင့်မြဝကျွန်းပေါ်ရခိုင်ကန်ယူရန်တလျှောက်ကနေဘင်္ဂလားပင်လယ်အမြောက်ပိုင်းကိုနိုဝင်ဘာလ၄ရက်နေ့ထိရွေလာနိုင်ဖို့ရှိနေပါတယ်။ဒီလူွေလိုင်းဟာလေပြင်းနဲ့ရုပ်ဝန်ဖြင့်အကောက်လာဖို့ရှိနေပြီးနောက်ရက်တွေမှာကုန်တင်ဘက်ကိုဝင်ရောက်ပါက လေးပြားနဲ့ဆဲဖြစ်တာအပြွက်သွားဖို့ရှိနေတာကိုမူလဝေတာခက်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ် မနက်ဖြန်မှာတော့လေဝီလိုင်းရဲ့အချိန်နဲ့မုံတိုင်းမွန်ထိုင်ရဲ့မုံတိုင်းချင်းကျက်နေကြောက်ပြည်နယ်နဲ့တိုင်းအလုံးမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာသွန်းလိုက်မှာဖြစ်ပါတယ်။မနက်ဖြန်တော်မူရသုံးမှုခမှန်ချက်တွေကိုပြောရရင်အေရဝတီတိုင်းရန်ကုန်တိုင်းနဲ့မုံတို့မှာနေရာနှံ့ပြမိုးရနိုင်ပြီးတနင်္သာရီတိုင်းနဲ့ကရင်ပြည်တို့မှာတော့နေရာစစ်စိတ်နဲ့ကချင်းစကိုင်းတိုင်းထပ်ပိုင်းရခိုင်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျဲမိုးရနိုင်ဖို့ရှိနေကြောင်းအသိပေးလိုပါတယ်ရှင်။ဒေတာလိုက်အထူးခမှန်ချက်တွေအနေနဲ့ကတော့ကြိုင်းစိတ်ကြီးကော့ကရိတ်လိုင်းပွဲ ကမမောင်မတောက်ရွှေချင်းမြောက်လေးပင်ပိန်စလုတ်ကြောက်တကပဲနွယ်ကုန်ကြောက်ကြီးကညွတ်ကွင်ဖြူတောင်ကိုဘောဂလိတန်တော်ကြီးလိတ်တို့ နေပြီးတော့ရမဲတင်ရွာငန်းကြောက်ဖြူမအီမန်အောင်နဲ့ရခိုင်ရုံမတောင်တန်းတွေပေါ်မှာမုံများနိုင်တဲ့အပြင်နေရာကွက်ပြီးမူသေးထဏာတွေဖြစ်နိုင်တာကြောင့်တတိပြုသွားလာကြဖို့တိုက်တွန်းပါတယ်ရှင်ကစားတိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်နေကြသူတွေအတွက်ပွဲတော်တွေကိုသွားလာရမှာထိနဲ့မူကားတွေယူဆောင်သွားကြဖို့တိုက်တွန်းလိုပါတယ်ရှင် မူဇလာရဲ့ထုတ်ပြန်ထားချက်မှာတော့ပြည်နယ်နဲ့တိုင်းအားလုံးမှာမနက်ဖြန်9နာရီဘာလ6ရက်နေ့ထိနေရာစစ်စစ်ကနေနေရာနှံ့ပြမူရနိုင်ပြီးနေရာကွက်မူသေးထန်တာတွေဖြစ်ပေါ်နိုင်တယ်လို့အသိပေးထားပါရှင်။ရက်ဝေကြိုတင်ခန့်မှန်းချက်တွေကိုပြောရရင်တော့ဖိလစ်ပိုင်အရှိတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းလိုင်းဟာတောက်တရုတ်ပင်လယ်ကိုရောက်ရှိလာနိုင်ပြီးတိုင်ဖုန်မုန်တိုင်းတစ်လုံးဖြစ်လာဖို့ရှိနေပါတယ်။ဒီတိုင်ဖုန်မုန်တိုင်းဖြစ်လာမယ်ဆိုရင်အရှိတ်ကလေစီကြောင်းနေတဲ့အတူမြန်မာနိုင်ငံကိုမုန်တိုင်းကျဉ်ကျပ်မှုတိတ်မွေဝင်ရောက်နိုင်တာကြောင့် တောက်သူဦးကြီးတွေအနေနဲ့လာမယ့်နိုဝင်ဘာလလည်းအထိရေးတိမ်ကြီးစဘာတွေနေလန်းတာပဲပြူတာနဲ့ပဲကျဲချင်းတွေမှာပြတ်မှုအနေနဲ့ကြာရောက်နိုင်ပါရဲ့ရှင်။ပဲပြောင်းစိုက်ပြူကြတဲ့တောက်သူဦးကြီးတွေကိုအထူးသတိပေးလိုတာကတော့မနေ့ကျန်ကနေနိုဝင်ဘာလ၄ရက်နေ့ထိနေရာကွက်မှုတဲထဏာတွေရှိနိုင်တာကြောင့်စိုက်ပြူမြေတွေမှာရေတင်တာမျိုးဖြစ်ပေါ်လာပြီးအပင်ပေါက်ပုတ်တာမျိုးဖြစ်နိုင်တာကြောင့်စိုက်ပြူမြေရွှေ့ဆိုင်ကြဖို့အကြံပြုလိုပါရဲ့ရှင်။ မြမကံရုံတန်းတခြားနဲ့ကံလုံးပင်လေပြင်းတို့မှာတော့တမိုင်မိုင်30ကနေ35မိုင်ထိလေပြင်းတွေတိုက်ခတ်လာပြီးလှိုင်းအမြင့်ဟာရှစ်ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ပင်လေပြင်းတွင်သွားလာဖို့မတင်တဲ့အတွက်ပင်လေပြင်းတွင်ခီးသွားလာသူတွေနဲ့ကန်နီကံဝေးရေလောက်သားတွေအနေနဲ့အနေရကိုရှောင်ရှားကြပါလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG Platform ရဲ့နောက်ဆုံးရမူလဝတ္တခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြစ်တရရခန့်လိုပါတယ်ရှင်။ စင်ဂျီ platform ရဲ့တင်ဆက်စီစဉ်တွေကိုစင်ဂျီ platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့တွင်နေ့စဉ်တင်လာအစီအစဉ်ကိုတော့ဒီမှာပဲရနာပြဆဲရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ဣကျမ်းမာခြင်းစိတ်ဣချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရရှင်။